နတ်တွေပဲဖြစ်ဖြစ်မြမတွေပဲဖြစ်ဖြစ်လူကုန်လူလောကနဲ့ဆက်ဆက်ပြီးတော့နေချတာသူတို့ဘဝတွေကဘလို့ဆက်ဆက်တာတော့ဆိုလူဘဝမှာကုသကောင်းမှုလုပ်ကြတဲ့ပုဂ္ဂိုလ်တွေကနတ်ပြည့်ရောက်ကြတာတရိษံကနတ်ပြည့်ရောက်တယ်ဆိုတော့မရှိဘူးတော့မဟုတ်ရှိအလွန်ရှားတယ်ပေါ့နော်အဲ့တော့နတ်ပြည့်ရောက်သွားတဲ့ပုဂ္ဂိုလ်တွေဟာလူပြည့်မှာအခြေခံပြီးတော့နတ်ပြည့်ရောက်သွားကြတာဖြစ်တော့ကြလူဘုံနဲ့နတ်ဘုံမှာဆက်သက်မှုတွေကြီးမားတယ်လို့ပြောပါ ဒုက္ခတော့ကကုသကောင်းမှုလုပ်ခဲ့တဲ့ပုဂ္ဂိုလ်တွေဟာနတ်ပြည်ပြမပြည်ရောက်ကြ။တမန်ဒါနကောင်းမှုတို့သီလကောင်းမှုတို့လုပ်တဲ့ပုဂ္ဂိုလ်တွေဟာနတ်ပြည်မှာဖြစ်နိုင်ကြတယ်။ဒါနသီလတဲ့ပုံလွန်ပြီးတပတ္ထချင်းစဉ်ကိုအောင်အောင်မြင်မြင်ချင်းတို့စံတရားရသွားပြီဆိုရင်ဖြစ်မဘုံထီအောင်တက်လန်းသွားကြတာ။ဒါလည်းလူပြည်ကသွားတာပဲဖြစ်တယ်ပေါ့။ဒါကြောင့်ဒုက္ခနဲ့ဘုံမြမဘုံဆိုတာဟာအကြောင်းအကျိုးအပြင်ဆက်ဆက်နေကြတယ် ဥမာပဲမြန်မာလူမျိုးတွေကနိုင်ငံညာသွားပြီးလုပ်လို့ကြတယ်ကုစားတိမြေဖြစ်တဲ့မြန်မာပြည်ကိုပြန်ပြီးတော့တတိယချမ်းမှာပဲပဲပုဂ္ဂိုလ်ပဲဖြစ်ဖြစ်မြန်မာပြည်ကိုခြေခံပြီးတော့နိုင်ငံညာမှာကြီးပွားနေတဲ့ပုဂ္ဂိုလ်တွေရှိသလိုနိုင်ငံညာမှာခြေခံပြီးတော့မြန်မာပြည်မှာကြီးပွားနေတဲ့ပုဂ္ဂိုလ်တွေလည်းရှိကိုဆင်ပြေတဲ့ဘဝကိုခြေပြုခဲ့တဲ့ဘဝကိုပြန်လေးဆက်သက်မှုဆိုတာထုံးတဲ့ဆန္ဒတစ်ခုလိုပဲဖြစ်တယ်ပေါ့ ဒါကြောင့်မို့လက်တွေဟာဖျားပွင့်လာတဲ့အခါမှာသူတို့အတွက်ကောင်းကျိုးချမ်းသာရဖို့ဆိုလူတွေတဲ့ကိုအာရုံစိုက်တယ်လို့ပြောမှာဖြစ်တယ်လူတွေကတော့ဒုက္ခဒုက္ခချမ်းသာလိုက်ဆင်းရဲလိုက်နဲ့လူဘဝဟာဆင်ပြေလိုက်မပြေလိုက်နဲ့ဘဝမှာဒီလိုနေကြတာ စင်တဲ့အစဉ်ပြေးနေတယ်ဆိုတော့မရှိကြဘူးပေါ့။နတ်တွေကြတော့ဒီလိုမဟုတ်ဘူးသူတို့ကခြံသာဒုက္ခများတဲ့ပုံဖြစ်လာဖြစ်လာသည့်အတွက်ကြောင့်ကုသကံရဲ့အကျိုးတရားကိုသူတို့ကပိုးပြီးတော့ခံစားကြတယ်။နတ်တွေရဲ့အခြေအနေကိုရသော်ပြားကကံတရားကိုမှီပြီးတော့သက်ရှင်တဲ့သဘောမျိုးလို့ဒီလိုဟောတာ။နော်။လုံလဝီရိယထုတ်ပြီးတော့သူတို့ဟာသာဝတ္တိရဲ့အတွက်ကြိုးစားကြတာမဟုတ်ဘူး။

လူဘဝမှာချမ်းသာကြွယ်ဝသွားကြတဲ့ပုဂ္ဂိုလ်တွေရှိတော့လူတွေရဲ့ဘုံဘဝကိုမြတ်စွာဘုရားလူဘဝဆိုတာကြိုးစားမှယုံကံမှထက်တန်းရောက်တယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်။မြားစုဒီလိုခေါ်တာ။အဲ့တော့နတ်တွေကတော့ကံဤကျိုးပို့ပြီးတော့သိကြတယ်။ဒါကြောင့်မို့လူဘုံလုံးလောကကိုနတ်တွေကအမြဲတမ်းကဲခတ်နေကြတာ။နတ်သဘင်စီဝေးရောက်တန်းရောက်တယ်။လူပြေကလူတွေဟာကုသကောင်မှုပြုကြရလားဆိုတာကို မြေရံကက်ခတ်တရင်ယူကြတယ်။ဘာကြောင့်တရင်ယူတာတော့လို့ဆိုလူပြေကလူတွေကုသကောင်မှုပြုတ်တဲ့လူတွေများမှလက်ပြေမှာစီကားတာဖြစ်တယ်။ကုသကောင်မှုမပြုတ်ကြဘူးလူတွေကမိမိလျော့ရော့ဒုစရိုက်တွေလွန်မှုနေပြီဆိုရင်လက်ပြေကတဖြည်းဖြည်းခြောက်ကတ်သွားတယ်လို့လက်ဝိရရောပါပြီးပဲသွားစီးနေတော့ဆိုအပဲလေးပုံသွားစီး စဉ်းစားကြည့်မယ်ဆိုရင်လူတွေရဲ့လူဥယျနတ်တို့ရဲ့နတ်ဥယျပြမတို့ရဲ့ပြမဥယျနဲ့အပင်လေးပုံကတိရစ္ဆာန်ဥယျအများနားရကောင်ရဲ့ဝမ်းပိုက်ထဲမှာ၅ဥတွေဘလောက်ရှိတယ်ဒါပဲစဉ်းစားကြည့်နော်နားရကောင်ရဲ့မွေးဖွားနှုန်းဟာသိမ့်ချီတန်းချီရှိလူတယောက်ရဲ့မွေးဖွားနှုန်းကဘလောက်ရှိနည်းနည်းလေးပဲရှိတယ်နော်အဲ့လူဖြစ်ဖို့ဆိုတာလွန်ခဲနေ ဲ့တော့တရိဆန်ဖြစ်ဖို့တွေကအလွန်များဥယျာမနိုင်စားနိုင်လောက်အများပြားလူတွေကောင်းစားမှကောင်းစားမှဆိုကိုချင်းတရားရှိပြီးတော့ကိုချင်းသီလမြဲကြပြီးဌာနကောင်းမှုတွေလုပ်ကြပြီးဆိုလို့ရှိရင်တပ်ပြေနိုင်ရတယ်မှာစီကားတယ်ပြောရမယ်ဆိုလို့ရှိရင်တိုင်းပြည်တပြည်ဟာစီပွားရေးနှိမ့်ကျသွားပြီဆိုရင်လူတွေရဲ့အနေအထားတွေကလည်းဆွတ်ဆွတ်ချာချာဖြစ်လာတယ် လူတွေရဲ့ပုံပန်းသဏ္ဍာန်ကလည်းတောက်တော့ပြောင်းပြောင်းမရှိဘူးညှို့နွမ်းလာတဲ့အနေအထားမျိုးတွေရှိဗမာပြည်မှာပဲတစ်ချိန်တုန်းကတွေ့ကြမှာပေါ့ဗမာပြည်စည်းဝါးတိုးတက်လာပြီဆိုတဲ့ကမြန်မာလူမျိုးတွေရဲ့မျက်နှာတွေကပိုပြီးတော့ကြည်လင်းလာဝတ်တဲ့ဝတ်တွေတို့နေရာထိုင်တာတွေကပိုပြီးတော့အဆင်မြင်လာတယ်စည်းဝါးရေးတိုးတက်လာရင်ဒီတိုင်းပဲလေအိန္ဒိယမှာလည်းကြည့်ပေါ့စည်းဝါးရေးမကောင်းတဲ့အိမ်ဟာပါရမှုမရှိဘူး အမေနဲ့ဖဲမတဲဘူးသာသမီတွေချင်းချင်းမတဲကြဘူးဆင်းမပြေကြဘူးတို့တို့စီးပွားတိုးတက်လာပြီဆိုရင်ဩပျော်ပျော်ရွှင်ရွှင်နဲ့မိသားစုဘဝမှာသုံးနိုင်ဆွဲနိုင်ဟောလီဒေးဆိုလို့ရှိရင်အထွေထွေရန်ကုန်လူတွေကြည့်ရမှာပေါ့ဟောလီဒေးလောင်းတန်ဟောလီဒေးဆိုရင်ရန်ကုန်လူတွေမြို့ပြင်ထွက်တာဟောလီတိုးကိတ်မှာတော့ပြီးတော့ပိတ်နေတာတတိကြပြီးကြပါနော်တတိထားပြီးကြပါ အဲ့လိုသွားနိုင်လားနိုင်လဲနိုင်ပတ်နိုင်တယ်ဆိုတာစီပါတုတ်တက်မှုရဲ့အရေးအယောင်ပဲလို့ပြောလို့ရတယ်။ခိုးနိုင်ငံဒီနိုင်ငံသွားကြတယ်လဲကြတယ်ပတ်ကြတယ်ဆိုတာစီပါတုတ်တက်မှလုံနေ။အဲ့လိုမဟုတ်ဘူးစီပါရေးအဆင်ပြေဘူးဆိုရင်သူတွေကဟိုဒီဒီသွားနိုင်ခြင်းလဲပတ်နိုင်ခြင်းရှိကြဘူးတနေ့မှချောင်းကုတ်ပြီးတော့နေချာ။ဘယ်နိုင်ငံပဲဖြစ်ဖြစ်စီပါရေးတုတ်တက်လာတဲ့အချိန်မှရှိတယ်လို့စီပါရေးနေချာသွားတဲ့အချိန်မှရှိတယ်။လူတိုင်းချမ်းသာတာတော့ပြည်နေမှာဖြစ်နိုင်ဘူး။ မေရိကန်နိုင်ငံမှာသရောင်းစားမရှိဘူးမဟုတ်ရှိတယ်တိုးတက်တယ်ဆိုတဲ့နိုင်ငံတွေမှာလည်းသရောင်းစားရှိတာတောင်းပုံတောင်းနေတော့กว่าတော့ပေါ့เนาะတချင်းလေးဆိုပြီးတောင်းနေတာကျတော့အမေရိကန်သရောင်းစားအဆင်ပြေတယ်လို့ဖြစ်အဲ့တော့တောင်းပြီးတော့တောင်းစားကြတာချင်းတော့တူတူပါပဲသို့တော့ဒီလိုလူတိုင်းလူတိုင်းဟာချမ်းသာမှုရှိကြလားလို့ဆိုမချမ်းသာအားလုံး တိုင်းပြည်တပြည်ဟာပိုင်းလိုက် infrastructure လို့ခေါ်တယ်။လမ်းတွေကောင်းတယ်၊မြေတွေကောင်းတယ်အခြေခံတွေပေါ့လေ။လူအလုံး၃၀၃တောင်းလိုက်နိုင်တဲ့အခြေခံတွေအလုံးတိုးတက်လာတယ်။အဲ့ဒါတွေတိုးတက်လာရင်တိုးတက်တယ်လို့ခေါ်လို့ရတယ်။တော့တိုးတက်လာသည့်ခေတ်ကြီးတွေမှာမိသားစုတိုင်းစာဝတ်တွေပြည်လဲလားဆိုတော့ပြည်လဲမှာတော့ဒါကတော့အလုံးပြည်လဲဖို့ဆိုတာခက်ခက်ခက်ခဲတယ်လေ။ လူတွေတယောက်နဲ့တယောက်ကြိုးစားမှုမတူကြအဲ့တော့လူဘဝမှာတော့ကြိုးစားအထုမှုတွေအစဉ်ပြေးလာတဲ့အခါမှာချိဘတုတ်တက်လာမှုဆိုတဲ့အရေးအောင်လေးတွေတွေ့လာနတ်ပြည်မှာကျတော့ဘလို့အရေးအောင်ပေါ်လာတော့ဆိုရင်နတ်ပြည်ရဲ့တုတ်တက်မှုကလူပြည်ပေါ်မှာခြေခံနေတယ်မြတ်စွာဘုရားပွင့်လာတဲ့အခါမှာမြတ်စွာဘုရားရဲ့သန္တနာတော်ကိုဘုရားကိုပုံအပ်ပြီးဗုဒ္ဓံတရဏံကိစ္ဆမိတမန္တရဏံကိစ္ဆမိဆိုပြီး တရဏဂုံဆောက်တည်ကြတဲ့ပုဂ္ဂိုလ်တွေဖျားတရားကိုမျက်မျက်နှုံနှုံငါးပါးသီလကိုမျက်မျက်နှုံနှုံကျင့်ကြတယ်ဒါနကောင်းမှုတွေပြုကြဆုံးလေးတစုံနှုတဲ့ပုဂ္ဂိုလ်လောင်းတဲ့ပုဂ္ဂိုလ်ဟာအစသာသနာ့တွင်းမှာလုံးလိုက်ရတဲ့ဒါနသီလအကျိုးနဲ့နတ်ပြည်ရောက်တဲ့အခါကျတော့ပုံမိမ့်မကြီးရဲ့တစ်တစ်လွင်လွင်နဲ့ဟိုတဲ့စားတဲ့အဝတ်အစားတွေကတောက်တောက်ပြောင်းပြောင်းနဲ့ရုပ်ရည်ရူပကာယပိုးပြီးတော့လန်းဆန်းနေတာလို့သာသနာ့ဘက်မှာနတ်ပြည်ရောက်နှစ်နေတဲ့နတ်က ပုံမိမ့်မှလည်းဟောင်းဟောင်းနန်းနန်းအဝတ်အစားတွေကလည်းတိတ်ပြီးမတော့ပြောင်းဘူးလှပမှုတွေဖြစ်ခုခေတ်ပါနဲ့တူလို့ဆိုလို့ရှိရင်မော်ဒန်အောက်သွားတယ်လို့နေမှာပေါ့နော်အဆောက်အဦတွေရှင်းအောင်ဆောက်ပြီးကြည့်နေတဲ့ဆိုမော်ဒန်အောက်နေတယ်လို့နေမှာပေါ့အဝတ်အစားတွေကလည်းရိုးပြီးတော့တောက်တော့ပြောင်းပြောင်းမရှိကြဘူးဒီဖျားသာသနာတွေမှာကုသလုတ်သွားလို့နှက်ပြေရောက်သွားတဲ့ပုဂ္ဂိုလ်ကြီးကျတော့အလုံးကိုတောက်ပါပဲ သာသနာ့တွင်ကတပည့်ရောက်သွားတဲ့နတ်တွေဟာတရားမင်းနဲ့ရှင်လိုက်ရင်တရားမင်းကနတ်တွေရဲ့အစိုးရတဲ့နတ်တွေရဲ့ဘုရင်ဖြစ်တော်လည်းပဲစူလရထမဟာရထဆိုတဲ့နတ်သားတွေဟာသူတို့စီးတဲ့ဥစ္စာခန်းခန်းနန်းနာပုံမိမ့်မနဲ့ကထွက်လာပြီဆိုရင်တရားမင်းရဲ့အယောင်တွေတောင်မိန်သွားသလိုဖြစ်တယ်။သာသနာ့တွင်ကကုသိုလ်ရှင်တွေရဲ့ဒီတိလွင်တောက်ပမှုကိုသာသနာဘာက ကုသိုလ်ပြုပြီးနတ်ဖြစ်တဲ့ပုဂ္ဂိုလ်တွေကမရှင်းနိုင်ကြဘူးမရှင်းနိုင်လို့လူပြည်ဆင်းဆင်းပြီးတော့ကုသိုလ်ကောင်းမှုလုပ်ကြအဲ့ဒါရိုးရလို့ဖြစ်လာတယ်ဒါကြောင့်မို့နတ်တွေဟာကုသိုလ်ကောင်းမှုရဲ့အကျိုးကောင်းကောင်းမွန်မွန်သိသိအတွက်ကြောင့်လူပြည်ဆင်းပြီးမြတ်စွာဘုရားရှင်ကအဆုံးအမစကားတွေကိုယူကြတယ်ဆုံးမစကားတွေယူပြီးသူတို့ကိုယ်တိုင်တော့တချို့ကိစ္စတွေလုံနိုင်စွမ်းတော့မရှိဘူးမလုံနိုင်ဘူးလူပြည်လူအခွင့်အရေးတွေမရှိဘူး ဘုရားမနဲတဲ့ကုသပြုရမယ်ခွင့်ရည်နေအဲ့တော့လူလူတွေကတော့ခွင့်ရည်မတော်မှကောင်းတယ်ဒါနလုံးမလားသီလစောင့်တည်မလားကမ္ဘာမှာဘုရားပေါ်များအထုတ်မလားလူတွေမှာတော့ခွင့်ရည်တွေလွန်ကောင်းတယ်တတိယလည်းလူတွေကအမတန်ကောင်းကြတယ်နတ်တွေကချမ်းသာလွန်အားကြီးတဲ့အခါတတိမိတ်တယ်သူတို့တတိမိတ်တယ်ဆိုတာစဉ်းစားကြည့်လေလူတွေလည်းစတိတ်ရှိုးရောက်နေအိမ်ပါဖြစ်နေတော့သိပါတတိယပါဘူးလားပြောနေတယ်ဆိုရင်လေ လက်လေးတွေမြောက်ပြီးခုံပေါက်နေတဲ့အချိန်လေးမှာအေးမလွတ်လို့တရိယာအဲ့ဒါလို့နတ်တွေကလည်းစတေရှိုးတဲ့ရောက်နေတယ်လို့ပဲသူတို့ဘဝဟာချမ်းသာလွန်အားချီးသည့်အတွက်ကြောင့်ဟေးကုသကောင်းမှုဘက်မှာမိတ္တရတွေရှိကြတယ်သို့တော်သူတို့အသိဉာဏ်ထက်ကြတယ်ညဆော့ပြားကနင်းငယ်ခေါ်လိုက်လို့အသိဉာဏ်ထက်တဲ့ပုံကိုယ်ကနားလည်မှုရှိသွားကြတယ်ဒါကြောင့်အခွင့်အရေးရတဲ့ရတဲ့ ညတကောင်ကြော်ပြီဆိုလို့ရှိရင်လက်တွေဟာပြဆောပြစီဆဲလာပြီမိကုန်နေမိချတာ